ဘေကုနဘိဇာဝဂိနဣတိပရဏနာမကေမိဂရာယေဓမ္မဝရံယံတံနိဗ္ဗာနဘဘကံတဟံပတိ မဟာဗျံမေနာယာစီတော်စဒုတိစံပဂတိန္တောလောကနာထောအတေတိနန္ဒီတံသဗ္ဗဒေဝေဟိသဗ္ဗတံဗတ္တိတရကံသဗ္ဗလောကံ ဓမ္မစကံဗနာမဟေစတုတိစံတစ္စာလေးပါးကိုဘဂဒံတော်ပြတော်မူသောလောကနာထလူတို့ဤကိုယ်ွယ်ရာဖြစ်တော်မူသောမြတ်စွာဘုရားသည်တဟံပတိ မဟာဗျာမေနာမြတ်သောဗြဟ္မာမင်းသည်ရာစီတော်တရားဟောစဉ်သောငါတောင်းမန်အသည်ဖြစ်၍ဣတိပရဏနာမကေဖျားပစ္စည်းကဗုဒ္ဓအရိယာတို့ဤကောင်းကင်မှတရားကောင်းကင် က်ရာဖြစ်၍ဣတိပရဏအမိရှိသောမိဂရာယေတာရောအာဘိမဲ့ဘိယာမိဂရာဝံသာဘောင်ဆုံးသည်တော်ရကုန်၌ပင်စဝကိနံငါးယောက်အစုရှိခြင်းကြောင့်ပင်စဝကိအမိရှိကုန်သော ေခုနံကွင်တညာဝဘဗတ္တိယမဟာနံအတစီယဟန်တို့အားနိဗ္ဗာနပါပကံနိဗ္ဗာန်သို့ရောက်စေရသောဓမ္မဝရံမြတ်သောတရားဖြစ်သောယံ